အဲ့တော့ခုနဟိုမြန်မာလေးရဲ့မိကုံးကရွှေဝဲတာရွှေဆိုင်တဆိုင်ရနေပြောမှာရွှေဝဲတယ်ရွှေတွေကหนีသွားလို့ဆိုတော့ဟာလေးကိုအမရှင်းပြမယ်နော်မြန်မာလေးတွေရဲ့အဲ့ဒါကြတော့လေအာအမကတော့အမှန်တိုင်းမင်းရှင်းပြမှာနော်ဘယ်ဘက်ကမှလိုက်ပြီးရှင်းပြမှာမဟုတ်ဘူးသိလားဆိုတော့ရွှေတွေหนีသွားတယ်လို့ဖြူသွားတယ်လို့ကွက်သွားတယ်လို့ဆိုရဲဟာမျိုးလေးကမကြခဏဖြစ်ကြတယ်နီလန်းနှမျိုးနဲ့ဖြစ်နိုင်တယ်အဲ့တော့ပထမနီလန်းကတော့ရွှေရင်နှင်းနဲ့ရွှေတွေမှာဖြစ်ဖို့ များတယ်ပေါ့နော်ဖြစ်တတ်တယ်ပေါ့နော်ရွှေရည်နှိမ့်လို့ဖြစ်တတ်တယ်နောက်တနည်းအားကြတော့ဘာဖြစ်လဲဆိုဂဟေသာဖြစ်တဲ့နေရာတွေပေါ့ဂဟေနဲ့ဆက်ထားတဲ့နေရာတွေပေါ့နော်ကျွန်တော်တို့ပစ္စည်းတွေမှာဆိုရင်အဲဒီလိုမျိုးပေါ့ဒီလိုလေးတွေဆိုရွှေလေးတွေဆိုဒီမှာတစ်ခုနဲ့တစ်ခုနဲ့ဒီလိုလေးတွေဂဟေလေးတွေနဲ့တွတ်ရတာတွေဆက်ရတာတွေရှိတယ်ဆက်တဲ့နေရာလေးတွေကအဲဂဟေစာလေးတွေကနေပြီးတော့မှဂဟေစာလေးတွေပေါ်လာပြီးတော့မှหนีသွားတာမျိုးလေးတွေလည်းရှိတတ်တယ်နောက်တနည်းနောက်တစ်ခုကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကြတော့ ဝိတေသူပေါ့ဝိတေသူရဲ့ချွေးဝိတေသူရဲ့ချွေးကတချို့ချွေးကကျတော့အငန်တက်အရင်များတယ်ပေါ့နော်အငန်တက်အရင်များတဲ့ချွေးနောက်တစ်ခုကကျတော့ပေါင်ဒါမိတ်ကပ်နောက်တစ်ခါဘော်ဒီလိုရှင်းရေမွေးစတဲ့ဟာတွေမှာပါတဲ့ကီမီကယ်တွေနဲ့ ဓာတ်ပြူသွားလို့ရှိလို့ရှိရင်လည်းညီသွားတာလို့ဖြူသွားတာလို့ကွက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်နော်အဲ့တော့ရွှေညီသွားတယ်ဖြူသွားတယ်ကွက်သွားတယ်ဆိုတော့ရွှေအေးနှိမ့်လို့ရေလို့ရေတော့အကြောင်းတစုံတစ်ခုလေးတည်းတော့မဟုတ်ဘူးခုနလိုပေါ့ဝစ်တယ်ကျမတို့ body lotion တွေအဲကျမတို့ powder တွေ makeup တွေ skin care တွေနောက်တစ်ခါရေမွေးတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့မှထိမိတာတွေနောက်တစ်ခါခန္ဓာကိုယ်ရဲ့ချွေးပေါ့နော်ချွေးအဲ့ဒီချွေးတွေကြောင့်မလို့လေညီသွားတာတွေဒီ chemical နဲ့ဖြစ်ပြီးတော့မှညီသွားတာမျိုးတွေဖြူသွားတာမျိုးတွေကွက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးညီသွားရင်ဖြူသွားတာမျိုးကွက်သွားတာမျိုးဖြစ်ရင်ဘာလို့လို့ရနိုင်မလဲဆိုရင်အယောင်ပြန်တင်လို့ရပါတယ်နော်အယောင်ပြန်တင်လိုက်တယ်ဆိုလို့ရှိလို့ ရှင်အဲ့ဒီဟာတွေကပြန်ပြီးတော့မှာမူလအရောင်တိုင်းနဲ့ရွှေအရောင်တိုင်းနဲ့ပြန်ဖြစ်ပါတယ်နော်အဲ့တော့ရွှေရည်နှိမ့်လို့မလို့ညီတာမျိုးရွှေရည်နှိမ့်လို့မလို့ဖြူတာမျိုးဆိုတာထက်ကိုခုနကအကြောင်းချင်းရတယ်ကြောင့်မလို့ဖြစ်တာပုံများပါတယ်နော်ဆိုတော့ညာတော်အဖြစ်ကတော့ရွှေရည်နှိမ့်လို့မလို့ဖြစ်တယ်ဆိုတာကခဲရင်ပါတယ်မဖြစ်လို့လဲဆိုတော့ကျွန်တော်တို့73ဘဲလို့အာ14ဘဲလို့ဆိုရင်တော့မှရွှေရည်ကတော်တော်ကောင်းနေသေးတာလीနော်15ဘဲရည်လို့ပြောတဲ့ရွှေဆိုင်တွေကနေပြီးတော့မှညီသွားတယ်ဖြူသွားတယ်ဆိုတဲ့အကြောင်းချင်းရတွေကခုနက ကိုမတိလိုက်တဲ့ပေါ့နော်ကိုရဲ့ daily ဒီနေထိုင်မှုပုံစံကနေပြီးတော့မတိလိုက်ဘဲနဲ့ဖြစ်တဲ့ဟာလေးတွေကနေပြီးတော့မှဖြစ်သွားတဲ့အကြောင်းချင်းအားလေးအကြောင်းမျိုးဖြစ်တတ်တာပါနော်ဒီမှာလေးတို့တိတ်ပြီးတော့မှဟိုစိုးရိမ်စရာမျိုးတော့မရှိပါဘူးနော်ဆိုတော့လေဘာဖြစ်ဆိုအမားတို့ဒီလိုဆက်သုံးပေးရည်တောင်မှတော်ရုံတိုင်ရုံဆိုရင်ညီခဲပါတယ်နော်ဆိုတော့15ပေးဆိုင်နေကနေ15ပေးရွှေညီတယ်ဆိုတာမျိုးကလည်းအဲ့လိုပေါ့ခုနကလိုပေါင်နာမှုန်နေမိတ်ကပ်တွေနော်ဆွဲကြိုးတွေဆိုပို့ပြီးတော့မှဖြစ်တတ်တယ်နော်နောက်တစ်ခါဆွဲကြိုးတွေပို့ပြီးဖြစ်တတ်တယ်နောက်တစ်ခါငကတ်တွေပေါ့ရွှေငကတ်တွေနဲ့ဆွဲတွေဆိုဖြစ်တတ်တယ်သိလားဆွဲကြိုးတွေဖြစ်တတ်တယ်နောက်တစ်ခါ လက်ကောက်တွေဖြစ်တတ်တယ်သိလားနော်လက်ကောက်တွေဖြစ်တတ်တယ်အဲ့တော့အမျိုးသမီးတွေဆိုတခါလေးကျလက်ကောက်တွေဆိုလေအဟိုဟိုအကျန်းတွေပါဗဒန်ဝတ်ထားတာပေါ့နော်အဲ့လိုရှာလာအိဟင်းချက်ရင်းနဲ့ရှာလာကာရီမျိုးတွေသိရလားအများကြီးပေါ့နော်ထိမိတဲ့ဟာတွေကအဲ့လိုမျိုးနဲ့ဓာတ်ပြူရယ်ဆိုလို့ရှိရင်လည်းဖြစ်တတ်ပါတယ်နော်ညီမလေးတို့ဆိုတော့လေဟိုစိုးရိမ်စရာမျိုးတော့မဟုတ်ဘူးအယောင်ပြန်တင်လိုက်လို့ရှိလို့ရှိရင်မူလတိုင်းနဲ့ပြန်ဖြစ်ပါတယ်နော်ဘာဖြစ်လို့ကျွန်တော်တို့73ပေးရွှေတွေနဲ့တောင်မှပဲဝစ်ကြသေးတာလीနော်15ပေးရွှေတွေကနေဖြူသွားတယ်ညီသွားတယ်ဆိုတော့15ပေးရွှေဆိုင်ကတော့အရင်ကြီး15ပေးလို့အာမခံထားတာကနေအရင်ကြီးညံ့လောက်အောင်တော့လေဟို မလုတ်ကြတာများပါတယ်မမလုတ်ဘူးလားဆိုတော့လေလုတ်ကြတာလည်းရှိမှာပေါ့နော်မလုတ်ကြတာတော့များပါတယ်နော်ဒါလေးကတော့အလင်းတင်းလို့ရှင်းပြတာပါနော်ညောင်လေးတို့နော်အဲ့လိုမျိုးဖြစ်သွားလဲဆိုအရင်မကြောက်သွားပါနဲ့ကိုယ်ဝယ်တဲ့ဆိုင်ကိုသွားပါတည်တည်ချာချာမီးပါအဲဒီခါလေးကျတော့ကျွန်တော်တို့ကျွန်မလည်းရွှေဆိုင်ဖွင့်နေခါကြတော့ကျွန်တော်တို့ကဧည့်တယ်ဦးမင်းဧည့်တယ်ကဘာမှမလုတ်ဘူးကြီးပဲဧည့်တယ်ကမဝယ်ဘူးကြီးပဲလက်ကောက်ပြီးဆိုပြန်လာတယ်လိန်ပိန်းမျောလာတယ်ဧည့်တယ်ကမဝယ်ဘူးပဲဧည့်တယ်ကလည်းအဲ့လိုတော့ရှိတယ်နော်အောက်တယ်နီကုံနဲ့လက်ဆက်တွေဆိုကျွန်တော်တို့ဒီလိုလက်ဆက်တွေဆိုလေဒီလိုမျိုးတွေဆိုလေအဖြူတွေနဲ့ဖျန်းထားတာဆိုရွှေသားတွေတောင်ပေါ်တယ်ဒါပေမဲ့ဧည့်တယ်ကမဝယ်ဘူးပဲနောက်တစ်ခါကျွန်တော်တို့ MC ဂျိုးတွေရောင်းနေ MC ဂျိုးဆိုကျွန်တော်တို့က16လက်မပေါ့ရောင်းလိုက်တယ် ောက်ဖြစ်နေပြီယုံတာကို MC ကကြတော့ယုံနေနေယုံနေကျွန်တော်တို့ဆွဲထုတ်လေးကယုံသွားပြီနော်အထည်ပြက်ဖြစ်သွားအထည်ပြက်ဆိုရင်တော့ကျွန်တော်တို့ကနည်းနည်းလေးစီးလေးခွာတာပေါ့နော်ဆိုတော့အထည်ပြက်လေးဖြစ်သွားတယ်နော်ဆွဲထုတ်လေးကယုံနေဆိုမဝေဖို့မဝေဖို့မဝေဖို့အဲ့တော့နောက်ဆိုကိုကလည်းဘယ်လိုလုပ်ရလဲဆိုလေပေချိုးနဲ့တိုင်းလိုက်ရတယ်ဧည့်တယ်ဒီမှာနော်ဆက်ရှင်လက်မနော်ဒီမှာ20လက်မနော်ဒီမှာဆိုပြီးတော့ဘောက်ချာထဲမှာ20လက်မဆိုပြီးတော့မှတိုင်းပြီး20လက်မဆိုပြီးတော့မှလေ တို့ဘာလို့ဘာသာမထည့်ရေးပေးရလဲအဲ့ကြတော့မှကျွန်တော်တို့ပြန်လာရင်တိုင်းလိုက်ကိုရှည်တယ်ဆိုရင်အဲ့ကြမှတို့ကလည်းလက်ခံတာမဟုတ်တော့မဝေဖူးကြီးပဲလက်ောက်တွေဆိုလည်းဗိုက်သားတွေဗက်ပြားပြောင်နေဆိုဗိုက်သားတွေဆိုလည်းခွင်းနာပြီးတော့မှလေပိန်ပြီးတော့မှတခါလေးဆိုအပေါက်တွေဖြည့်ပြီးရေတွေဝင်ပြီးဝိတ်ချိန်နေတော့ပြောင်းတယ်မဝေဖူးပဲမဝေဖူးပဲအဲ့လိုမျိုးအဲ့လိုလေးတွေတော့ရှိရဲ့နော်ဒါကတော့လေညောင်သူနဲ့ဝဲသူကြားမှာကြုံတွေ့ရတဲ့ပြဿနာလေးတွေပေါ့လေဆိုင်ဘက်ဝဲသူဘက်ပေါ့ဒါလေးတွေကိုကျွန်မပြောပြတာပါနော်ဆိုတော့အဲ့လိုမျိုးလေးညံီသွားတာလို့ကွက်သွားတာမျိုးဆိုအရင်စိတ်လည်းမစိုးနဲ့အရင်ကြီးလည်းဆိုင်ပေါ်မှာလည်းအပြစ်မတင်ပါနဲ့ဒီလိုအကြောင်းချင်းရမျိုးလေးတွေကြောင့်မလို့ဖြစ်တတ်တာမျိုးလေးတွေရှိပါတယ်အောင်ပြန်ပြန်ပြန်ပြောက်သွားပါတယ်နော်เจ้าก็ ကြောက်ထည်ဆိုတာ15ဘေးရင်နဲ့လုံလို့မရအောင်ကြောက်ထည်ဆိုတာ73ဘေးရင်နဲ့ပဲလုံလို့ရတယ်เนาะကြောက်ထည်ကို15ဘေးရင်နဲ့လုံရင်ဘာဖြစ်တလဲဆိုရင်ဒီလိုမျိုးရွှေတွေကဒီကြောက်တွေကိုကုတ်တဲ့ကုတ်အားစိတ်တွေကိုကုတ်တဲ့ကုတ်အားနေပြီးတော့မှကြောက်တွေခဏခဏထွက်တာစိတ်တွေခဏခဏထွက်တာဒါမျိုးဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကရွှေအေးရီကိုချပြီးတော့မှ73ဘေးရင်နဲ့ပဲလုံလို့ရအဲ့ဒါမှသာရင်ဒီကြောက်ကလေးတွေကခိုင်ခိုင်ခန့်ခန့်နဲ့ကြောက်ကလေးတွေမြင်းမြင်းမြန်မြန်ဖြစ်တာเนาะအဲ့တော့ကြောက်ထည်တွေစိတ်တွေကိုလုတ်တယ်ဆိုရင်73ဘေးရင်နဲ့ပဲလုံရတယ်โอเคเนาะဆိုတော့အဲ့တော့လေ ကျမတို့ကလေအခုလိုမျိုးပေါ့ဒါဆိုရင်ဒါမသိတဲ့ဟာကိုကျမဒါဆိုရှင်းပြတယ်ပေါ့အဲ့တော့ကျမတို့တွေကအသိပညာတွေဘဝတုတ္တရင်းเนาะအာအတွေ့အကြုံတွေကိုဆိုတာတယောက်နဲ့တယောက်နဲ့ဖလှယ်ရမယ် ါမှသာလေ तू ਆ တက်တဲ့ဟာကနောက်တယောက်စီကိုရောက်ရှိသွားမယ်နောက်တယောက်စီကနေနောက်တယောက်စီကိုရောက်ရှိသွားမယ်အသိပညာဘဟုတုတာအတွေးခေါ်တွေကျမတို့ကတယောက်နဲ့တယောက်နဲ့ဖလှယ်ရမယ်ပြောဆိုဆွေးနွေးရမယ်အဲ့တော့ကျမတို့လိုမျိုးပြောဆိုဆွေးနွေးတဲ့သူတွေဟာကျမတယောက်သေးတာမဟုတ်ဘူးအများကြီးရှိဖို့လိုအပ်တယ်เนาะအဲ့တော့ ကောင်းရာကောင်းမွန်အကြောင်းချင်းရာတွေကိုပြောဆိုဆွေးနွေးတဲ့သူတွေဟာအများကြီးရှိဖို့လိုအပ်တယ်။ဒါမှသာလေတယောက်နဲ့တယောက်နဲ့ဘဟုသူတာတွေအတွေးအခေါ်တွေเนาะစဉ်းစားပုံစဉ်းစားနည်းတွေကျမတို့တွေကတယောက်နဲ့တယောက်နဲ့ကောင်းတာလေးရှိရင်ယူမကောင်းတာလေးရှိလို့ရှိရင်ဖယ်လိုက်ဒီလိုမျိုးနဲ့ကျမတို့ဟာလေလောကကြီးမှာဖလှယ်ကြရတာဒါကြောင့်မလို့သားရဲ့အတိအတိပညာတွေအတက်ပညာတွေဖလှယ်ဖို့တက္ကသိုလ်ကြီးတွေဟုတ်တယ်လားဒါဆိုဆရာမတွေဆိုတာဟာဒီတက္ကသိုလ်ကြီးတွေမှာသူတို့တက်ထားတဲ့ပညာကိုပြန်ပြီးတော့မှတင် जा ပေးတာဒါဖလှယ်တာပဲ။ ဟုတ်တယ်နော်ဘဟုတုတ္တရီဟုတ်တယ်လားတင်နန်းချောင်းนี่ဟာတိုင်းတင်နေတင်နန်းချောင်းဆိုတိုင်းนี่ပညာတွေကိုပြန်ပြီးဖြန့်ဝေတယ်ဟုတ်တယ်နော်ဆိုတော့ကျမတို့သတင်းဤပညာအချက်လက်တွေဟုတ်တယ်လားဒါရင်ဟာဒီလိုမျိုး sharing caring လောက်တော့မှသာလင်ကျမတို့တွေကဟောသတင်းအချက်လက်တွေစဉ်းစားပုံစဉ်းစားနည်းတွေအတွေ့အကြုံတွေဘဟုတုတ္တရီကျမတို့တချို့ကစာဖတ်ပြင်းနေအဲ့တော့စာအုပ်စာပေလူမိတ်ဆွေဆိုပြီးစာအုပ်တွေထဲမှာစာတွေဖတ်ကြလို့ရှင်စာဖတ်ပြင်းတဲ့သူတွေကိုကျမတို့က ဖတ်မှတ်လေ့လာထားတဲ့သူတွေကတဆင့်ပြန်ပြီးတော့မှဟောပြောလာ တဆင့်ပြန်ပြီးတော့မှဘ ഹു တုတ္တတွေကိုဖလှယ်တာအဲ့တော့စာဖတ်ပြင်းတဲ့သူတွေဟာကျွန်တော်တယ်လီဖုန်းလေးကြည့်ရင်ねဒီစာအုပ်ထင်းကဖတ်ရတဲ့အကြောင်းလာတွေကိုသိသွားမယ်အဲ့တော့စာဖတ်လို့ရှိရင်တစ်ခါလေးကျမေ့တတ်တဲ့သူတွေရှိတယ်ကျွန်တော်ကကြတော့စကားနဲ့ပြောတာကြတော့နားမထောင်ခြင်းနားထောင်ခြင်းအောင်တစ်ခါလေးစကားတစားဆင်ပြီးပြောတဲ့ခါကြတော့လွန်လေကူကူနဲ့မှတ်မိသွားတယ်ကျွန်တော်ကကျွန်မရဲ့ရက်တီမှုကျင်တ်တယ်ဘလို့ကြီးပဲကျွန်မကိုဗလိန်ဗလိန်ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်တမီးလေးတွေပါးလေးတွေအရွယ်လေးညာစအစတီတင်းတီတင်းကိုဆိုချစ်တယ်နော်တီတင်းပြောတာတွေနားထောင်ပြီးတော့ပါးတော့ ါလေဘလို့ဖြစ်တယ်တမီးတော့ကလေဘလို့ဖြစ်တယ်တည်တင်းရဲ့အတွေးခေါ်တွေကိုလေအရန်သဘောကျတယ်တည်တင်းတွေးခေါ်တဲ့ဒီစကားတွေကိုနားထောင်ရင်နားထောင်ရင်လည်းသားတို့တဖြည်းဖြည်းနဲ့အာရင့်ကျလာတဲ့စသဖြင့်စကားလေးတွေဆိုကျမဘီတီဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျမရဲ့ရှီရှောင်ရက်တီမှုကလည်းကျမကိုဘလောက်ပဲအပုတ်ချအပုတ်ချကျမကိုဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ကျမကဒီလိုပဲပြောသွားမှာအဲ့တော့လေကျမတို့ကဘဝတုတ္တရီအတွေ့အကြုံနေနော်အာကိုယ့်ရဲ့တက်တဲ့ပညာတွေကိုမျှဝေပြီးတော့မှပြောဆိုဟောပြောနေတာဒီ သူတိသူတက်သူသားလင်းဆရာမကြီးလို့ခံယူတာမဟုတ်ပါဘူးเนาะကျမတို့တက်တဲ့ပညာတွေကိုမျှဝေတာတိတဲ့အသည့်တွေကိုမျှဝေတာတိလားအဲ့လိုမျိုးဆရာလုံးစင်နာတွေဘာရင်းညာတွေမရှိပါဘူးတိလားအဲ့တော့တခုခုပေါ့ကျမတို့ကနိုင်ငံမှာတခုခုဖြစ်တယ်ဆိုရင်လည်းအဲ့ဒီတခုခုပေါ်မှာမူတည်ပြီးကျမတို့ဘယ်လိုရနိုင်မလဲ နော်ကျမတို့ဘယ်လိုတွေစင်ကျင်ဖို့ဖြစ်ရမလဲဘယ်လိုတွေကျမတို့တွေဟာရှောင်ကျင်ဖို့တွေဖြစ်ရမလဲဒါတွေကိုတယောက်နဲ့တယောက်နဲ့ဖလှယ်ပြီးဆွေးနွေးတဲ့သဘောပါအခုဆိုရင်ငငယ်လေးတွေခလေးလေးတွေဒါအခုပြစ်မှုတွေဖြစ်တဲ့ကိစ္စတွေမှာဆိုရင်ဒါဆိုရင်ကျမတို့တွေဟာဆွေးနွေးရမယ်မိဘတွေဘာလုပ်ရမလဲ မိဘဆိုင်ရာဘလို့လက်တွဲပြီးတော့မှဒီဖြစ်စဉ်ဖြစ်ရက်တွေကိုဘလို့ကာကွယ်နိုင်မလဲကျမတို့ရာဒါတွေကိုပြောနေရတယ်ဆိုင်ရာလောက်တာမဟုတ်ပါဘူးပွဲတိုင်းပါတာလည်းမဟုတ်ပါဘူးဟုတ်လားအဲ့လိုမျိုးတွေပြောဆိုဆွေးနွေးတော့မှဒါလေးတယောက်နဲ့တယောက်နဲ့ तू မစင်းစားမိတာကိုကိုစင်းစားမိတယ်ကိုမစင်းစားမိတာကို तू စင်းစားမိတယ်ဒီလိုမျိုးလေးတွေဖြစ်ပြီးတော့မှကျမတို့တွေကအစင်တန်းမြင့်တဲ့လူမှုပတ်ဝန်းကျင်ဖြစ်မှာပေါ့အဲ့ဒါကြီးကိုအဲ့လိုဟောပြောဆွေးနွေးတဲ့သူတွေကို तू တိ तू တက် तू ဒါလေးဆရာမကြီးဆိုတော့နင်းနေတော့လွဲနေတယ် နော်နင်းနေတော့လွဲနေတယ်ကျမတစ်ခါလေကြာရင်အဲ့လိုစကလုံးနေကြာရင်ကျမစိတ်ပြတ်မိတယ်တိလားဒါပေမဲ့လည်းလေကျမဘယ်လိုပြောလဲဆိုတော့အော်ဒီလိုပဲလူဆိုတာတော့အတိုက်အခိုက်ဆိုတာရှိမှာပဲလက်ခံတဲ့သူလည်းရှိမှာပဲလက်မခံတဲ့သူလည်းရှိမှာပဲအဲ့တော့ဒီပြောဆိုဆွေးနွေးတဲ့ကျမတို့ကအပြုသဘောဆောင်တဲ့ပြောဆိုဆွေးနွေးချက်တွေကိုနားထောင်ပြီးတော့မှပြင်ဆင်လိုက်တဲ့တည်သွားမယ်ကျမရွှေချောင်းတွေပြောပြတယ်စိန်ချောင်းတွေပြောပြတယ်ယေဒနာချောင်းတွေပြောပြတယ် တိသွားကြတယ်ဟာဆိုရင်ဒါဆိုရင်အာဟိုတော်တော်ဆိုတကြားခဲတွေဝယ်လို့ရှုံးကြရပြီကျွန်မပြောတကြားခဲမွန်နေရွှေစုစာအုပ်တွေစုကြလို့လိန်ကြတယ်ညာကြတယ်ရွှေစုစာအုပ်တွေနော်ဒီလိုဖြစ်တယ်နော်ဟာတခါတည်းငွေတွေကို stock ကြီးပါနေဆိုပြီးတော့မှအလိန်တွေထည့်မထင်းနေနော်ဒီလိုတွေကျွန်မပြောခဲ့တယ်မလားဒါရင်ဟာကျွန်မနေရာတကာပါတာမဟုတ်ဘူးမတိတဲ့သူတွေကိုကျွန်မကညံအလင်းဖွင့်ပွေးတဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့ရှောင်ကျင်လိုက်လို့လူတအုပ်ရှောင်ကျင်လိုက်လို့အကျိုးရှိတယ်ဆိုရင်လေကျွန်မရဟောပြောချက်ကအကျိုးရှိပါတယ်နော်အဲ့အတွက်ကြောင့်မလို့အော်လူတွေအကျိုးရှိတယ်ဆိုရင်ငါ့ကို အမုန်းခံရချိုးနတ်ပါတယ်ဆိုတဲ့စိတ်နဲ့ပဲကျမကရှေ့ဆက်သွားပါတယ်ကျမ personally ကျမဘသူ့ကိုမှတိုက်ခိုက်တာဝိတာစားတာဘလို့အမလီနေတာထိုင်တာဘလို့စားတာတောက်တာဘလို့သူ့လင်နေရဘလို့သူ့မယားကိုဘလို့ကျမမပြောဘူးပါဘူးအဲ့လိုမျိုးတွေနော်ကျမပြောတယ်ကျမပါတယ်ဆိုတဲ့အဆင့်နေဟာဒီအကြောင်းအရာကိုကျမပြောလိုက်ရင်လူတွေအများကြီးအတွေးတစ်ခုခုရသွားပါစေရဲ့ဆိုတဲ့အကြောင်းအရာတွေကိုပဲကျမပြောခဲ့တာပါနော်ဆိုတော့အယမ်းကြီးလည်းမမုန်းရပါနဲ့ဟုတ်ပြီလေနော်အယမ်းကြီးလည်းမမုန်းရပါ ါနဲ့哦အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပြောခဲ့တဲ့စကားလုံးတွေဟာအကျိုးရုပ်စီတဲ့စကားတွေရာဂိုင်နှောင်းအဖြစ်ကတော့တော်တော်နေတယ်လို့ကျွန်မဒီလိုထင်ပါတယ်ကျွန်မကိုကျွန်မလည်းကျွန်မကိုကျွန်မလည်းအမြင်နဲ့တိုးတက်အောင်ကျွန်မစူးစမ်းနေပါတယ်เนาะဒီထက်ပိုပြီးအကျိုးရှိတာတွေပြောနိုင်ဖို့လဲကျွန်မဝမ်းစာတွေအများကြီးဖြည့်နေပါတယ်ဟုတ်လားကျွန်မကလည်းကျွန်မကိုအားကိုးတကြီးနဲ့မေးတဲ့မေးခွန်းတွေဆိုကျွန်မဖြည့်ပေးစံတယ်လေအဲ့တော့ဖြည့်ပြီးနဲ့ပြောပြီးတယ်ဆိုတဲ့နေရာမှာလင်းစိတ်ထင်ရမြင်ရနဲ့လက်တန်းပြောလို့မရဘူး ကျမတို့ကနိုင်ငံအဆင့်ပြောနေတာဘာဖြစ်ဆိုတနိုင်ငံလုံးကလူတွေစောင့်ကြည့်နေကြတာတခွန်းမသွားရင်ကျမတို့ကဂွမ်းမဲ့ကိစ္စမျိုးတခွန်းမသွားရင်စကားအစိတ်အတော့ဖြစ်သွားမဲ့ကိစ္စမျိုးအဲ့တော့စကားအစိတ်အတော့ဖြစ်စီကိုယ့်ရဲ့စကားဟာအများပြည်သူကိုအစိတ်အတော့ဖြစ်စီမဲ့စကားမျိုးနောက်တစ်ခါအကြောင်းအချက်အလက်မခိုင်မာတဲ့စကားမျိုးကျမတို့ပြောလို့မရဘူးအဲ့တော့ကျမတို့ပြောပြီဆိုရင်အကြောင်းအချက်အလက်ခိုင်ခိုင်မာမာ တိတိပပ တိတိကျကျနဲ့အများပြည်သူအကျိုးရှိစေတဲ့စကားမျိုးပဲပြောလို့ရတယ်။နော်အဲ့ဒီအတွက်ကျွန်မတရားရဂိုင်တော့အာမခံပါတယ်။နော်ဆိုတော့လေကာတလီကြတော့လေစိတ်ပြက်မိတယ်။ဒါပေမဲ့အမွန်တင်းကလည်းအကျော်တင်းနေတောင်မန်ကလည်းတပြန်းပြန်းအဲ့လိုမျိုးများမေးလာပြီဆိုလို့ရှိလို့ရှိရင်အဲ့ဒါအက်တစ်တွေဖြစ်ပြီးတော့မှတောင်မန်ကတပြန်းပြန်းပြန်ဖြစ်လာပြီဆိုတော့လေအော်ဟိုဒါလေးကိုပြောချင်တာပါကျမတို့ဖလှယ်ရမယ် တိတဲ့တက်တဲ့သူတွေလည်းကိုကျွမ်းကျင်ရနဲ့ပင်ကနေဖလဲပါပြောပါ speech တွေကပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ဒါမှသာလင်ကျမတို့တွေကအတွေးခေါ်တွေကမြောင်များစွာလူပေါင်းမြောင်များစွာရဲ့အတွေးခေါ်တွေကကျမတို့ဘဟုတုတတွေအနေနဲ့ကျမတို့တွေဟိုရရှိကြမှာပေါ့နော်အဲ့တော့ကိုတိတဲ့နယ်ပယ်ကိုတိတဲ့ career မှာပြောဆိုဆွေးနွေးချက်တွေဆိုရင်ကျမတို့ကိုယ်တိုင်လည်းတလေးတစားလိုက်ပြီးတော့မှနားထောင်တယ်။ဩဒါလေးဆိုရင်ကျမဆိုဘလောက်ထိတော်မှအတွေးခေါ်ကိုတွေးတယ်လဲဆိုကျမ game ဆော့တယ် candy crush ကိုဆော့တယ်ဆိုလို့ရှိရင်ရွှေတုံးနေရှိတယ်မလား။ အဲ့တော့တပွင့်ရှုံးသွားပြီဆိုရွှေတုံးကိုအသုံးပြုပြီးတော့မှကျမကနိုင်အောင် pass လုပ်လို့ရတယ်။ဒါပေမဲ့ five move ပဲရတယ်။ကျမစဉ်းစားရတယ်ဒီ five move နဲ့ငါကဖြတ်တန်းရင်ဒါကိုနိုင်နိုင်ကြီးရှိလား။မနိုင်နိုင်ဘူး။မနိုင်နိုင်ရင်ငါတွေကငါတစ်ခုပေးလိုက်မယ်။ နော်ငါတစ်ခါထပ်ပြီးအရှုံးခံလိုက်မယ်ပြီးရင်နောက်တစ်ခါဆိုလို့ရှိရင် move က15 15ကြိမ်ဖြစ်သွားမယ်15ကြိမ်ဖြစ်သွားလို့ရှိရင်ငါနိုင်နိုင်ကြိမ်များသွားပြီဟုတ်လားငါဘက်ကတစ်ခုပဲပေးလိုက်ရတယ်သူစီကနေ55ခုရမယ်ဒါဆိုရင်တားတယ်အဲ့တော့ဒီလိုပဲကျမတို့ဘဝမှာလည်းဒီလိုပဲတစ်ခါတလေကြလို့ရှိရင်အနိုင်ကြီးနဲ့ကျမတို့ကအမြဲတမ်းတတ်မှတ်လို့မရအောင်ကိုယ့်ဘက်ကနေပြီးတော့မှ တခုပင်းလိုက်ရပြီးတော့မှအရှုံးပင်းလိုက်ရပြီးတော့မှကိုဘက်ကနေပြီးတော့မှအလျှော့ပင်းလိုက်ရပြီးတော့မှကျမတို့ကလိုချင်တဲ့အရာကိုပြန်ယူရတဲ့အရာမျိုးတွေလည်းရှိတယ်။ဒါမျိုးတွေကျမတို့ရှိတ်ချိန်ထိုးပြီးတော့မှစဉ်းစားရကျမဆိုဂိမ်းလေးဆော့ရင်လည်းကျမစိတ်ထဲမှာအဲ့လိုမျိုးလေးဖက်ခနေဆိုညံအလင်းပွင့်တဲ့ခါမျိုးတွေကိုကျမအဲ့လိုစဉ်းစားရတဲ့သူ ်နော်ဆိုတော့လေဘယ်အရာလေးပဲဖြစ်ဖြစ်ဘဝနဲ့ချိန်ထိုးပြီးတန်ဖိုးရှိတာတွေကိုပဲတွေးပါတယ်ကျမဟောပြောတယ်ပြောဆိုတယ်ကျမမျှဝေတယ်ဆိုတဲ့အချက်လက်တွေလည်းတန်ဖိုးရှိတာတွေကိုပဲမျှဝေပါတယ်အဲ့တော့ကျမမျှဝေတဲ့ဟာတွေဟာအာနားဆင်သူတွေအတွက်ဘလို့ခေါ်အပိုဖြစ်တယ်ဆိုရင်ကြော်သွားလိုက်ပါလိုအပ်တဲ့သူတွေရှိတယ်ယူပါစေ နော်ပြည်စုံနေတဲ့သူတွေကကြော်သွားလိုက်ပါလိုအပ်နေတဲ့သူတွေရှိတယ်ယူပါစေအဲ့တော့နားလေပြီးသားသူတွေကကြော်သွားလိုက်ပါနော်နားမလေတဲ့သူတွေနားထောင်ပါစေနော်အဲ့တော့လူတွေအကုန်လုံးကအတိညာတပြေးတည်းမဟုတ်ဘူးလေကျမအမြင်နဲ့ပြောတယ်အော်ကျမတို့အိမ်ကအိမ်မှာအလုပ်လုပ်တဲ့ကလေးတွေဆိုတခါလေးကအချိုးမပြေတာတွေပါတယ်ဆိုရင်ကျမအမေဆိုစိတ်ဆိုးပြီးဒေါသတွေထွက်ပြီးတော့တခါလေးစူဟဲပြောရဲဆိုကျမကျမအမေကိုကျမလေရင်အေးအောင်ကျမဘယ်လိုပြောရလဲဆိုတော့မမီးဘာဖြစ်လို့ ဒေါသတွေအရန်ထွက်နေမှာတော့ဘာဖြစ်လို့စိတ်တွေအရန်ဆိုးနေမှာတော့ကိုယ်လောက်မသိလို့တို့ဒီလိုလေကိုယ်လောက်သိရင်ကိုယ်လိုဘဝဖြစ်မှာပေါ့ဟုတ်လားကိုယ်လောက်မသိသေးလို့မလို့တာရဲ့ကိုယ်စီမှာဒီလိုဖြစ်တာလေအဲ့တော့ကိုယ်ထက်သိရင်တော့ကိုယ်ထက်သာသွားမှာကိုယ်လောက်သိရင်လေကိုယ်လိုဘဝမျိုးရနေမှာပေါ့အဲ့တော့စိတ်မဆိုးနဲ့မနာမလဲသေးရင်နားလည်အောင်သင်ပေးလိုက်နောက်နားလည်သွားလို့ရှိလို့ရှိရင်အဆင်ပြေသွားလိမ့်မယ်မအော်နေနဲ့ကိုယ်လည်းစိတ်ဆိုးရတယ်ကိုယ်လည်းစမ်းမရေးထိခိုက်တယ် သူတို့လည်းစိတ်ညစ်ရတယ်သူတို့လည်းဝေဒနာတွေဖြစ်တယ်เนาะအဲ့တော့အဲ့လိုမျိုးနေဟုတ်လားအဲ့တော့လေလူတိုင်းကတိနေတာမဟုတ်ဘူးအဲ့တော့နားမလဲသေးတဲ့သူတွေယူပါစီနားလဲပြီးသားသူတွေကြော်သွားပါเนาะကျမဒါလေးကိုမြစ်တာရက်ခံပါတယ်เนาะဆိုတော့နားမလဲသေးတဲ့သူတွေအများကြီးရှိနေသေးတာမလို့ကျမဆက်ပြီးပြောပြရစီเนาะအဲ့ဒါလေးအဲ့တော့လေအဲ့တော့ရွှေကလည်းပေါင်စင်းနဲ့ရောင်းသလားပေါင်စင်းနဲ့မရောင်းဘူးလားဆိုတော့လေ အမားခုနပြောသလိုပေါ့တိုင်းလောကနည်းနည်းလေးရှုပ်ထွေးတယ်เนาะတိုင်းလောကနည်းနည်းလေးရှုပ်ထွေးတယ်ဆိုတော့အာတတ်မှတ်ချက်တွေကလည်းရှိတယ်ဆိုတော့လုပ်ငန်းရှင်တွေဘက်ကလည်းလုပ်ငန်းရှင်တွေဘက်ကအခက်ခဲရှိတယ်เนาะဒီဘက်ကအာဝယ်ယူတဲ့သူတွေဘက်ကလည်း transparency ဖြစ်ချင်တယ်เนาะဆိုတဲ့ခါကြတော့ အဲ့တော့နည်းနည်းလေးဒီကိစ္စလေးမှာတော့နည်းနည်းလေးရှုပ်ထွေးနေသေးတဲ့အနေအထားလေးဖြစ်တာပေါ့နော် transparency လေးမဖြစ်နေဘူးပေါ့ရောင်းရတာဝင်ရတဲ့နေရာမှာ transparency မဖြစ်နေဘူးပေါ့နော်အဲ့တော့ကန့်သက်ချက်တွေသတ်မှတ်ချက်တွေရှိတာတော့ကြောက်မလို့နော်ဆိုတဲ့ခါကျတော့အဲ့တော့ညီမလေးတို့ကလည်းမိကုန်းနေမင်းတယ်အမကလည်းမိကုန်းနေမင်းဖြည်းခြင်းနဲ့နော်အဲ့တော့ဖြည်တဲ့အချိန်ကြလို့ရှိရင်လေတယောက်ကမိတဲ့မိကုန်းကိုကိုစားပြုပြီးအမကအများသိအောင်လို့ဗီဒီယိုလေးတွေရိုက်ရိုက်ပြီးတော့မှတင်ပေးတယ်အဲ့တော့ ခုနကပြောတဲ့ hater တွေအမြင်မကြည်လင်တဲ့သူတွေကလည်းနေရာတကာပါတယ်အမလီမနေရဆိုပါလဲပွဲပေါင်းပါဘာလို့ဘလို့ဆိုလားပါလဲမသိပါဘူးသူတိသူတက်ဘာသူထမိန်နေရောဘာတွေရောညာတွေရောအဲ့လိုမိုးကြိုးမြစ်ချိုးတွေပေါ့နော်အဲ့လိုမျိုးအမရဲ့ career ဟိုပြောတာပုတ်ခတ်စော်ကားတာတွေကကြတော့လေအမရင်ထဲမှာမကောင်းဘူးအဲ့လိုမျိုးကြတော့လေရင်ထဲမှာမကောင်းဖြစ်တယ်မကောင်းဖြစ်တဲ့ကကြတော့အိုးငါလဲငါထမင်းငါစားနေပြီးတော့မှကိုတိသလောက်နော်ခုနပြောမေးကြတယ်ဆိုနေရမေးခွန်းလေးတွေကနားမလဲကြလို့မေးကြတာမသိလို့မေးကြတာအဲ့တော့ အမကကြတော့ကျမကကြတော့မှန်မှန်ကန်ကန်နဲ့တကယ်ကိုအချက်နဲ့အလက်နဲ့ကြိုးချောင်းခိုင်လုံးဆိုတာနဲ့အငြင်းနဲ့ကျမရှင်းပြခဲ့တယ်နော်အဲ့တော့အဲ့လိုရှင်းပြခဲ့တာဒီကျမဆင်ရလောက်တာမဟုတ်ဘူးလို့ပြောရတာလဲအချိန်တသိန်းနဲ့တသန်းရှိပြီနော်ကျမတိတလောက်ကျမကပြောရင်းဆိုခွင့်ရှိနေတဲ့နေရာလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကိုမေးတဲ့မေးခွန်းလေးတွေကိုအများသိအောင်လို့မလို့ကျမကဒီလိုမျိုး short video လေးတွေနဲ့တင်တင်ပြီးတော့မှဖြည့်ပေးခြင်းဖြစ်တဲ့ကျမတိတလောက်ကိုကျမပြောပေးခြင်းဖြစ်တယ်ကျမတိပါတယ်ကျမတတ်ပါတယ်ဆိုတာထက်ကို တိအောင်လေ့လာပြီးတော့မှပြောပြခြင်းဖြစ်တယ်တက်အောင်စ조사ပြီးတော့မှသင်ယူပြီးတော့မှပြောပြခြင်းဖြစ်တယ်เนาะအဲ့တော့ပြောပြခဲ့သမျှအကြောင်းအရာဒီမှန်ကန်သောတိကျသောခိုင်မာသောသတင်းအချက်အလက်ကိုအခြေခံပြီးတော့ပဲအငြင်းရှင်းပြပြောပြခဲ့ခြင်းဖြစ်တယ်ဆရာလောက်တာလည်းမဟုတ်ဘူးအာချောင်းတာလည်းမဟုတ်ဘူးနေရာတကာပါတာလည်းမဟုတ်ဘူးတိုင်းပြည်ရဲ့အရေးကိစ္စတွေမှာဆိုလဲဒီလိုပဲကျမတို့တွေက ပြောဆိုဆွေးနွေးလို့ရတဲ့ဘောင်မှာကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့လူမျိုးတွေအဖက်ဖက်ကနေကောင်းအောင်လို့မလို့ကျမတို့ကပြောဆိုဆွေးနွေးခဲ့တာပဲရှိတယ်။ကျမဘသူ့အပေါ်မှာယုံရင်ကြမ်းတမ်းရိုင်းဆိုင်စွာနဲ့ပြောဆိုဆက်ဆံခဲ့တယ်ဆိုတာမရှိဘူး။ဒါပေမဲ့ခုနပြောသလိုပေါ့ကျမတို့နိုင်ငံကလူတွေရဲ့စိတ်တရားဘာဖြစ်နေလဲဆိုတော့မြတ်စွာဘုရားဆင်းပြီးတော့မှတရားဟောရင်တော့မမြတ်စွာဘုရားနောက်တစ်ကြိမ်ထပ်ပြီးတော့မှပြိဋိနိဗ္ဗာန်ပြုသွားမယ်တရားဟောရင်နဲ့နော်မရတော့ဘူးစိတ်သက်တရားအရန်ပြတ်ပြားသွားပြီ။ဘာဖြစ်လို့ဆိုရှယ်မီဒီယာမှာလွန်လွယ်ကူကူနဲ့ဆဲဆိုရိုင်းဆိုင်ကြတယ်လွန်လွယ်ကူကူနဲ့ပြောကြတယ်လွန်လွယ်ကူကူနဲ့ပေါ့နော်အမားအမှန်ကိုဆင်ញင်နှုံတရားတွေ အားနေကြတယ်เนาะအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ခါလေကြတော့လေစိတ်ပြတ်အားရောမိတယ်တိလားအော်ကိုကလေအော်ငါကတော့ငါတမင်းငါစားပြီးတော့မှခါလေကြရင်အစေးခံရတယ်ဟာတခါလေကြရင်ကိုတမင်းကိုစားပြီးတော့မှဘာမှလည်းအကျိုးရှိတာကျမတို့ဘာအကျိုးမှမရှိဘူးမှန်သောစကားကျမအခုလိုရှင်းပြနေတဲ့ရှင်းပြချက်တွေဒီကျမတို့ဘာအကျိုးမှမရှိဘူး attention လိုချင်လောက်အောင်လဲ elmon တင်းက attention ရမှဖြစ်တဲ့သူမဟုတ်ဘူးဟုတ်လားဆိုတော့ကျမရှင်းပြနေတာတွေဒီတကယ်ကိုသိစေခြင်း တကယ်ကိုနားလေစေခြင်းနဲ့စိတ်စေတနာတွေနဲ့ပဲရှင်းပြခဲ့တာပဲရှိတယ်။ကျမအတွက်ငွေကြေးရတော့၎င်းကျမအတွက်ဘာဘာအကျိုးကျေးဇူးမှကိုမရှိတာ။သိလား။ဘာအကျိုးကျေးဇူးမှကိုမရှိတာ။ဘာဖြစ်လို့ရှင်းပြတယ်လဲဆိုရင်စေတနာ။သိစေခြင်းနဲ့နားလေစေခြင်းနဲ့ဒီမေးခွန်းလေးတွေလာမင်းနေတဲ့ပေါ်တွေမှာကျမကတိသွားစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ကျမတိတဲ့အတိုင်းတာဘောင်ထဲကနေပြီးတော့မှကျမရှင်းပြတာ။အဲ့တော့လေ ချစ်တဲ့သူလည်းရှိမယ်မုန်းတဲ့သူလည်းရှိမယ်အဲ့တော့တခါတခါကြတော့လေကျွန်မအနေနဲ့ရင်စိတ်ပြတ်အားရောမိတယ်တိလားအော်ငါကတော့စေတနာနဲ့ရှင်းပြပေးမယ်သူတို့ဒီလိုကြီးမြင်နေပါလားဆိုပြီးတော့မှစိတ်ပြတ်အားရောပြီးတော့မှစိတ်တဲ့ကြတဲ့အချိန်တွေရှိတယ်ဒါပေမဲ့လည်းခုနကလိုပေါ့အားကိုတကြီးနဲ့မေးတဲ့မိကုံလေးတွေအာကိုကိုချစ်ခင်စွာနဲ့အဲကောမန့်လေးတွေကိုမြင်ရလို့ရှိရင်ကျွန်မကလည်းအမှတ်မရှိဘူးတက်ကြွတဲ့ကြက်ဖပြန်ဖြစ်သွားပြန်ဆိုရင်လေနော်တက်ကြွတဲ့ကြက်ဖပြန်ဖြစ်သွားပြီးအားပေါင်းအာရင်နဲ့ပြန်ပြောခြင်းမြန်ရောကျွန်မကလည်းအဲ့လိုအဲ့လိုဆိုတော့လေအဲကြိုက်တဲ့သူလေ ည်းကြိုက်လို့ရပါတယ်မကြိုက်တဲ့သူလည်းမကြိုက်လို့ရပါတယ်ဒါပေမဲ့ကျမတို့ကဆင်းဆိုရိုင်းဆိုင်လို့တော့မရဘူးဒါလေးတော့သတိထားဖို့လိုတယ်အခုကလေကျမတို့လူတွေဟာအချိန်ကုန်မခံချင်လို့ရုံးပြင်ကနာတွေနဲ့မပတ်သက်ချင်လို့သားရဲ့ဘာမှမဖြစ်သေးတာတခါတလေကျတော့တိတ်ပြီးလွန်ကျူးလာတဲ့ချလို့ ခါကြလို့ရှိလို့ရှိရင်စံနမူနာပြအနေနဲ့ဥပဒေဆိုတာရှိနေတယ်ဆိုတာလေးကိုတော့အားလုံးကိုသိစေချင်တယ်။ဒါကြောင့်မလို့ကျွန်မဟိုတစ်ခေါက်ကနေရဗီဒီယိုဖိုင်လေးတင်ပေးထားပါတယ်။ကျွန်မတို့ကြွေးတောင်းရင်တောင်မှသူများထပ်ပုံကြီးနဲ့တင်ပြီးတော့မှမတောင်းမိစေနဲ့။ကိုကပတ်စံတော့ရစရာရှိတာပဲ။ဒါပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာသူများထပ်ပုံကြီးနဲ့တင်ပြီးတော့မှကြွေးတောင်းပြီးလို့ရှိလို့ရှိရင်ကိုကြွေးရဖို့ပတ်စံရဖို့ရှိတာကသူနဲ့ကိုနဲ့ကတမို့ကိုကသွားပြီးတော့မှသူ့ရဲ့ဓာတ်ပုံကို public ပေါ်မှာသွားပြီးတော့မှ အတေးဖြတ်မှုကတမှုကိုကိုတတ်တတ်အဲ့တော့ကိုကမှန်ရဲ့သားနဲ့အဲ့တော့သူ့အလွန်ကိုအမားဖြစ်နေကျမတို့လုံးလုံးမရဘူးဥပဒေရှိတယ်ပြင်းပြင်းထန်ထန်နဲ့ဥပဒေဟာအသက်ဝင်နေတယ်เนาะအဲ့တော့နားမလဲကြတာတကြောင်အလုံးရှုံမခံညင်ကြတာတကြောင်မလို့ social ပေါ်မှာလွန်လွဲကူကူနဲ့စော်ကားလို့ရနေတာသိလားအဲ့တော့စော်ကားတယ်ဆိုတဲ့နေရာမှာလဲ account တွေ page အတူတွေဘယ်ကမှမသိဆိုရင်လူတွေကမလိုက်ချင်ကြလို့သားရယ်ပလစ်ပေးထားတာလွတ်ပေးထားတာဒါလဲတကယ်လိုက်တယ်ဆိုရင်တကယ်မိတယ်เนาะနည်းပညာအရလေ အဲ့တော့ကိုလူပုတ်ကို အမှန်ကြီးနဲ့လူတဦးကနေလူတဦးကိုတခါလေဓာတ်ပုံကြီးနေနဲ့နာမည်ကြီးတွေတက်ပြီးတော့မှမိုင်းရိုင်းစော်ကားလာသည်เนาะထောင်တန်းငွေတန်းရှိပါတယ်เนาะအဲ့တော့လေအဲ့လိုမျိုးတွေအလွတ်တွေအရန်စော်ကားတာတွေကအတိုင်းအတာတစ်ခုထိရနေဆိုကောင်းနေကျမတို့ကလေတစ်ခုခုဆိုလို့ရှိလို့ရှိရင်တယောက်နဲ့တယောက်နဲ့အစင်တန်းမြင့်မြင့် debate လုပ်လို့ရတယ် discuss လုပ်လို့ရတယ် ပြောဆိုဆွေးနွေးလို့ရတယ်ဆင်းဆိုမိုင်ရိုင်းလို့တော့မရဘူးဟုတ်လားဆိုတော့ဆင်းဆိုမိုင်ရိုင်းနာတွေဟာဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဖြစ်လို့ရှိလို့ရှိရင်ငွေဒဏ်ထောင်ဒဏ်ငွေဒဏ်ဖြစ်စေထောင်ဒဏ်ဖြစ်စေငွေဒဏ်ရောထောင်ဒဏ်ရောဖြစ်စေနှစ်ရံလုံးကြာခံရနိုင်တယ်နော်အဲ့တော့ ကိုကကျူးလွန်တဲ့ဟာဒီများရင်များတယ်လို့ပုံမှကြီးပါတယ်เนาะဆိုတဲ့ခါကျတော့တော်ကြလင်းဘာမှမဖြစ်နေကြသေးတော့ဘာမှမရှိဘူးထင်ပါစို့လို့ဒါကြောင့်မလို့လေကျွန်မခုနပြောတယ်အတလွတ် သူများကိုမိုင်းရိုင်းစော်ကားတာမျိုးမပြောနဲ့လို့ကျမတို့ကိုကအမှန်ရစရာရှိလို့သူများရဲ့တည်င်းအချက်အလက်တွေသူများရဲ့ confidential တွေကိုကျမတို့ကဒီ public social media ပေါ်မှာတင်လိုက်တာရင်နောင်မှ ကိုကမှန်တဲ့အခြေအနေတစ်ခုဆိုရင်တောင်မှဘင်းကိုကမှန်တဲ့ကိုကသူ့ကိုတရားစွဲလို့ရတယ်ဒါကတတ်တတ်ဒါပေမဲ့ကိုကသူ့ရဲ့ confidential sharing သူ့ရဲ့ခုနက privacy တွေကိုဒီ social media ပေါ်မှာတင်လိုက်သူကကိုကိုတဖန်တရားပြန်ဆွဲလို့ရတယ်။အဲ့တော့ကိုကသူ့စီကရမယ်ပြစ်မှုပြစ်ဒဏ် ကိုကသူ့ကိုပေးလို့ရတယ်ပြစ်မှုပြစ်ဒဏ်ဒါတွေကိုတီးဖို့လိုတယ်နော်ကျမတို့ကလည်းအခုဆိုရင်လူတွေကလွယ်လွယ်ကူကူနဲ့ဆိုရှယ်မီဒီယာပေါ်မှာဘာမှမဖြစ်ကြသေးတော့လေဟာဓာတ်ပုံကြီးနဲ့အတကုံနေစဲစားဆိုကြတာအတကုံနေပြောကြဆိုကြတာနော်ဆိုတော့တချို့ page တွေကအဲ့ဒါတွေကိုအတန်း page တွေကိုမတုနဲ့ page ရောင်ရောင်သတင်းရောင်ရောင်တွေကိုတွားပြီးတော့မှတုပြီးတော့မှ live မလုပ်နဲ့လူတွေလူပုတ်ကိုတွေကဘာဖြစ်လို့လဲဆိုတော့သူတို့ကမြန်မာနိုင်ငံရဲ့ပြင်ပကနေဖြစ်စေနော်သူတို့ကဒီ သူတို့ရဲ့ business အတွက်သူတို့ကလူချင်းလူချင်းရန်တိုက်မယ်ဟိုလူနဲ့ဒီလူနဲ့ကိုရန်တိုက်မယ်ဟိုလူကိုဗလိမ့်မယ်ဒီလူကိုဗလိမ့်မယ်ဟာဟိုလူကိုဘလို့ဖြစ်မယ်အဲ့ဒါသူတို့စီးပွားရှာနေတာပတ်စံရဖို့အတွက်ကိုအဲ့တော့ကိုရီလူတွေကလူပုံကိုတွေက personality ရက်တည်နေကြတဲ့ Facebook user တာမန် user တွေအနေနဲ့ကအဲ့လိုမျိုးသွားပြီးတော့မှလူပုံကိုတဦးရဲ့ဂုံတိတ်ခါဖြစ်စေလူပုံကိုတဦးရဲ့ခုနကပြောတဲ့အကြောင်းချင်းရာတွေဖြစ်စေလုံလိုက်လို့အဲ့ဒီသူတဦးကမကျေနပ်လို့တရားစွဲရင် ပြစ်မှုပြစ်ဒဏ်ဟာကိုပြောလိုက်ရတဲ့ဘာမဟုတ်တဲ့ဟာနဲ့မတန်တဲ့ပြစ်မှုပြစ်ဒဏ်တွေဖြစ်တယ်။ဒါကြောင့်မလို့ကျမအရင်တော့ကလည်းဒီပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တစ်ခုကျမတင်ထားပေးတယ်။ပြန်ရှာပြီးတော့မှနားထောင်ကြည့်။အဲ့ဒီအသည့်လေးကိုသိဖို့လိုတယ်။ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကနော်အဲ့တော့လော်လယ်ကူကူနဲ့ဆိုရှယ်မီဒီယာမှာဆဲဆိုနေကြတာကြီးဘာမှမဖြစ်တော့ဘာမှမဖြစ်ဘူးနော်အဲ့တော့လေကျမတို့အဲ့ဒါလေးတော့သိဖို့လိုနေအဲ့တော့တကယ်လုတ်တဲ့သူနဲ့တွေ့တဲ့အချိန်ကြလို့ရှိလို့ရှိရင် အကျိုးနေတာပေါ့နော်အလုပ်တွေရှုပ်တာပေါ့ဟုတ်တယ်လားနော်အဲ့လိုမျိုးအဲ့လိုမျိုးလေးဖြစ်တယ်နော်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့အကြောင်းချင်းရာတစ်ခုကိုအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးလို့ရတယ်။ရိုင်းဆိုင်လို့မရဘူးเนาะအဲ့တော့ကျမကတော့ကျမကိုဘယ်လိုပဲဖြစ်နေဖြစ်နေကျမသိကယူဆိုင်တတ်တဲ့ထဲမှာမပါဘူး။ဒါပေမဲ့လွန်လွန်ကျွကျွနဲ့ဆဲဆူမိုင်းရိုင်းလာတယ်ဆိုရင်တော့စိတ်ကောင်းတဲ့အချိန်ကြရင်တော့ကောင်းတယ်ပေါ့စိတ်မကောင်းတဲ့အချိန်ကြရင်တော့စံပြအနေနဲ့တော့အဲဘယ်နှစ်ဘယ်ရက်လဲတော့ ရှိရှိခြင်းရှိကောင်းရှိလာနိုင်တာပေါ့နော်ဒါပေမဲ့ပူလောင်လို့အလုပ်တွေရှုပ်လို့မလို့အမှန်တိုင်းပြောရရင်တော့မလုပ်ချင်ပါဘူးလုံလဲလုပ်ဖို့လည်းမလုပ်ပါဘူးเนาะဒါပေမဲ့လည်းတိတ်ဆိုးလာတယ်ဆိုရင်တော့အဲမလုပ်ဘူးဆိုတဲ့သူကလုံရင်ပိုကြောက်စရာကောင်းပါတယ်เนาะအဲ့လိုမျိုးအဲ့တော့အဲ့လိုမျိုးပြောလို့လည်းဘာရဲ့ညာရဲ့မပြောနဲ့အဲ့ဒီဥပဒေဟာလူတိုင်းမှာအဲ့ဒီအခွင့်အရေးခံစားပိုင်권ရှိတယ် နော်လူတိုင်းအဲ့ဒီအခွင့်အရေးရှိတယ်အဲ့တော့ကျွန်မခုနပြောသလိုကြွေးရစရာရှိလို့ Facebook ပေါ်ကတင်တောင်းနေဆိုရင်တော့မတင်တောင်းနဲ့လို့ကျွန်မသတိပေးထားတာနော်အဲ့လောက်ထိကိုကြီးလေးတဲ့ပြစ်ဒဏ်တွေရှိတယ်ဟုတ်ပြီလားသတိထားကြဖို့ပြောတာနော်အဲ့တော့ဘလိုပဲဖြစ် Elmon တင်းကဘလိုပဲဝေဖန်ဝေဖန်ခဏလေးတော့စိတ်ထဲမှာလေဟေးစိတ်မကောင်းနေဖြစ်သွားပြီမယ်မိကုံးလေးတွေမေးတဲ့ချိန်ကြလို့ရှိရင်ပြန်ပြီးတက်ကြွတဲ့ချက်ဖာဖြစ်သွားပြန်ရောပြန်ဖြေခြင်းမြန်ရောအဲ့တော့ကျွန်မကအဲ့လိုပြောပြတာတွေကိုကြိုက်လား ပြောပြတာတွေကိုမကြိုက်ဘူးလားဆိုတာကိုပိဋိတ်တက်ကြီးကကျမကိုနည်းနည်းလေးဒီနေ့တော့ကျမကိုပြန်ပြီး motivate ပေးကြအောင်ဟုတ်ပြီလားအဲ့တော့ကျမပြောတာတွေကအကျိုးရှိလားအကျိုးမရှိဘူးလားဆိုတာလည်းပြောပေးအောင်နော်ဒီနေ့တော့ကျမကို motivate ပြန်ပေးကြဟုတ်ပြီလားနော်